ဖေဖော်ဝါရီလ9ရက်နေ့ကလက်ပတောင်းတောင်အနီးမှာရဲအင်အားအုံပြုကတန်စုကျိုးချဲ့ထွင်ခတ်မှုကြောင့်ဒေသခံတွေနဲ့လုံခြုံရေးတွေထိတိုက်တွေ့ဆုံခဲ့ကတင်းမာမှုဖြစ်ပွားခဲ့ပြီးအဖမ်းခံခဲ့ရတဲ့ဒေသခံ၉ဦးကိုနေချင်းပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါဗါး။ဆိုပါအဖမ်းခံရသူတွေကိုလက်ပတောင်းတောင်ကြားကိုဖမ်းခေါ်သွားခဲ့တာဖြစ်ပြီးစစ်ဆေးမေးမြန်းမှုတွေမပြုလုပ်ဘဲဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ညနေ6နာရီခွဲလောက်မှာပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ဖမ်းဆီးထိန်းသိမ်းခံရသူဝက်မေးရွာသူမတ်တွဲ့ဝင်းကပြောပါဗါး။ ်ချန်စီယိုအတွက်ရခင်တောင်းဆိုထားမှုဟာအေက60လောက်သာရှိပေမဲ့လက်ရှိချန်စီယိုခတ်မှုမှာအေက100ကျော်လောက်ပါသွားတယ်လို့သိရပါဗျ။အဆိုပါမြေဧကရီအတွက်ဒေတာကန်တွေဟာမြေယာရော်ကျေးရယူထားမှုမရှိပဲဒေတာအာနာပိုင်းနေနဲ့ဆွေးနွေးဆဲတာရှိသေးပြီးအကြောင်းပြန်ကြားမှုမရှိသေးခင်မှာအခုလိုအင်အားသုံးချက်စည်းရုပ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်တရားမျှတမှုမရှိတာကြောင့်ဒေတာကန်ရွာသူရွာသားတွေအ мян ဆုံးတိုင်ပင်ကဥပဒေကြောင်းအရဆက်လက်အကောင့်ထဲပို့သွားမယ်လို့မတ်တွတ်တွတ်ဝင်းကဆက်လက်ပြောပါတယ်။ လက်ရောင်းတောင်အနီးမှာမြေစာပုံရဖို့အတွက်တန်စုကျိုးချဲ့တွင်ခတ်နေတာနဲ့ပတ်သက်ပြီးရော်ကျင်းွေရယူမထားတဲ့မြေယာရီပေါ်မှာတန်စုကျိုးခတ်နေမှုရက်ဆိုင်ပေးဖို့အတွက်မြမဝံပောင်ရုံးရှိမှာတွားရောက်တောင်းဆိုခဲ့ပြီးနှစ်ဖက်တင်းမာနေမှုအတွက်ဆွေးနွေးလျက်ရှိတာဖြစ်ပါတယ်။ဒီလိုဆွေးနွေးမှုရဲ့နောက်ဆုံးအခြေအနေအရဒေသအာဏာပိုင်တွေကမြေယာဧက60ခန်းကိုကန့်သတ်မြေအဖြစ်တောင်းဆိုကမ်းလှမ်းထားပြီးအခုလိုခြံစည်းရိုးခတ်ဖို့ဒေသအာဏာပိုင်တွေကကြိုးပမ်းတာဖြစ်တယ်လို့သိရပါတယ်။